အာရဏတဇဓမ္မစရိယဘွေတသိတော်ယအရှင်သိက္ခာသာရဤထေရဘတိဖြစ်စဉ်အကျင့်ပါဗျာအရှင်သိက္ခာသာရလောင်းလျာသည်မကွေတိုင်းဒေသကြီးချောင်းမြုပ်နယ်ဥယင်ကြီးရောအုပ်စုဥယင်ရှိရောခမည်းတော်ဥကျော်လင်းမဲတော်ဖြစ်တဲ့တော်ခင်များဤသို့မှ ကောဇာသက်ကရ1350ခုနှစ်ရောင်မုံလာဇံရှိရဲ့စနေနေ့တွင်ဖွားမြင်တော်မူသောသလရဏဖြစ်ပါれ။မွေကြီးဆွေမျိုးတို့သို့မှာမောင်တင်မျိုးဝင်မောင်တင်မျိုးလင်မောင်စင်မျိုးမင်းမရွှေဝင်လက်မွေကြီးမောင်နှမ၄ယောက်ရှိသည့်အနေနဲ့ အရှင်သိခသာရလောင်းလျာသည်အကြီးဆုံးသာလရရနာမောင်တင်မျိုးဝင်ဖြစ်ပါれပပိသမင်္ဂလာအချိန်ကားကတော့ကောဇာတဲ့ကရေ1368ခုနှစ်ကဆုံလာသန်းဆယ်ရက်စနေနေ့တွင် ရှင်မင်းသာကျောင်းတိုင်းနင်းကြံကျောင်းဆရာတော် ဗဒ္ဒန္တဝိสารမထေမြတ်ကိုဥပိသေပြု၍မိဘနှစ်ပါးသို့ယိပိသေအလောကကိုခံယူကရှင်နာမနေအဖြစ်တွင်တို့ ရောက်ရှိခဲ့ပါသည်ဘွဲ့မိမာရှင်သိခာတာရာဖြစ်ပါသည်ဥပတံဗရမင်္ဂလာဆင်ရာအချိန်ကာမသာရဏတော်တက်ကြေ2560နှစ်တခုနှစ် ကောဇာတက္ကရင်1389ခုနှစ်တွင် ရှင်မင်းသာကျိုးကျောင်းတိုက်တင်းကြံကျောင်းနာယကဆရာတော်ဗဒ္ဒန္တပညာဒီပမတင်မြတ်ကိုဥပဇေပြု၍ဟေမန္တဥတုနတ်တော်လာဆန်းစတရက်ဘောရုံနေနဲ့7နာရီ10မိနစ်20သက်ကအချိန်တွင် မကွေးတိုင်းဒေသကြီး မကွေးခရိုင်6မြို့နယ်6ခရိုင်ရှင်မင်းသားကျောင်းတောင်တိုက်ဘုဒ္ဓဂုတ်ခေပသိန်းတော်မြတ်၌ဗဒ္ဒန္တပௌရကိုဥပိသေမထေပြု၍မကွေးတိုင်းဒေသကြီး6မြို့နယ်မကြီးကံကြီးရွာယဟန္တာယကဥတင်ငွေယဟန္တာယကမဒေါ်ညူမြမိသားတစုတို့ဤ ပိသယာလောကကိုခံယူကမြင့်မြတ်သော မြင့်မြတ်လှစွာသောယဟန်ပဇင်းတို့ရောက်ရှိခဲ့ပါれအရှင်တိတ်္ခာဒါရလောင်းလျာသည်မကွေးတိုင်းဒေသကြီး၆ခရိုင်၆မြို့နယ်ရှင်မင်းသာจุเจ้าတိုက်တင်းကြံเจ้าဆရာတော်ဗတ္တန်ဒပညာဒီပပြည်မြို့ကံတော်မင်္ဂလာကျောင်းတိုက်ဗတ္တန္ဒသာဒနာနှင့်အစာကျဆရာတော်များ ပြည်မြို့ဇောတိကာယုံပါဠိတေကရောကျောင်းတိုင်ဗဒ္ဒန္တဩဘာသဗဒ္ဒန္တညာနောဘာသဗဒ္ဒန္တဥတ္တမသီရိဗဒ္ဒန္တတိတိလာရန်ကုန်မြို့မာဝိတုဒ္ဓယုံပါဠိတေကရောရွှေကျင်တိုက်သိဗဒ္ဒန္တဝဇရိယပါဏီလင်္ကာရာဘိဝန္တရန်ကုန်မြို့တိပိတကလင်္ကာရာပရိယတိစာတင်တိုက်ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသတန်ခနာယကဥက္ကဋဝိပိတကတရဧကမဟာပန္ဒိတဧကမဟာဇောတိကဒဇဒေါတာဗဒန္တာဧကသာမိစသည်ဆရာတော်တန်ခါတော်ရှင်သူများများထံတွင် ပရိယတိပညာများကိုလေ့လာစီးပူးသင်ယူခဲ့ပါတယ်အောင်းမင်းဆင်မြတ်စာသင်ပန်းကို အရှင်သိက္ခာတာရတိ1385ခုနှစ်တွင် ပြေမြို့ဝိညာဓိကာသာမေဘွဲအခြေပြန်အခြေခံမူလာတံပညာတံ1386ခုနှစ်တွင်အစိုးရပရမငယ်တံ1388ခုနှစ်တွင်အစိုးရပထမလတ်တံ1389ခုနှစ်တွင်အစိုးရပရမကြီးတံ1382ခုတွင်အစိုးရပါရာဇိကံကျံသီလယကံကျံ အထောင်၃၈၅နှစ်တွင်အစိုးရဓမ္မကဓမ္မတင်္ဂနီကျမ်းဓမ္မတင်္ဂနီကျမ်းတို့ကိုအတိအသီးဖြေဆိုအောင်မြင်တော်မူခဲ့၍ဒါရဏတဇဓမ္မစရိယဘွဲတစိတ်တော်ကိုရရှိခံတော်မူခဲ့တော့အရှင်သူမြတ်ဖြစ်ပါれယခုတရင်၃၀၀ဌာနကတော့ယခုခါဒါရဏတဇဓမ္မစရိယဘွဲတစိတ်တော်ကိုရရှိတော်မူသည့်အရှင်သိက္ခာတာရမထေရလောင်းလျာသည် ရန်ကုန်မြို့တိပိဒကလင်္ကာရပရိယတိစာရင်တိုင်း၌သာရဏတာဝန်များကိုထမ်းဆောင်လျက်ရှိပါသည် ပေါင်းပုဂ္ဂိုလ်ပေါင်းတော်ကောင်းတို့တန်ကြတိစီယံကျညာမောင်းခံ၍အတ္တုပါတိကိုရှင်မြန်းတန်တော်ဟုတရားပါတည်း